တနေ့မှာနှမ်းမလေးတကောင်ကနေကမ်းမောင်းမှာရှိနေတဲ့တပုတ်ပင်ကြီးကိုမိုးရတော်မှာမို့ကျမနဲ့ကျမကလေးနေဖို့ရှင့်အပင်ပေါ်မှာအတိုက်ဆောက်တဲခုလို့ရမလားပြီးလိုက်ပါနှမလေးရဲ့အမေကိုတစ်ပင်ကြီးအညင်လိုက်တာကြောင့်နှမလေးဟာစိတ်မကောင်းဖြစ်ပြီးပြန်ထွက်သွားရင်နဲ့နောက်ထပ်တစ်ပင်တစ်ခုစီရောက်သွားတော့အဲ့ဒီပင်ကိုလေကျမနဲ့ကျမကလေးတွေနားခုတ်ဖို့အတွက်ရှင့်အပင်ပေါ်မှာအတိုက်ဆောင်နေလို့ရမလား အဲ့လိုမေးလိုက်တဲ့အခါမှာဒုတိယမေးလိုက်တဲ့သစ်ပင်ကခွင့်ပြုလိုက်တာကြောင့်ညမလီယာသူ့ကလေးရင်းနဲ့တူအဲ့ဒီအပင်ကြီးပေါ်မှာအတိုက်ဆောင်ပြီးတွတွရွှင်ရွှင်နဲ့နေထိုင်လာပါတယ်။တနေ့မှာလေကြီးမိုးကြီးကြာလာပြီးလေအားပြန့်လွန်လာကြောင့်ပထမသစ်ပင်ကအမြစ်ပါကျပြီးမြစ်ထဲမျောပါသွားခဲ့ပါတယ်။မြစ်ထဲမျောပါသွားတဲ့သစ်ပင်ကိုမြင်လိုက်တော့ညမလီကကျမနဲ့ကျမကလေးရှင်းစီခိုလုံးဝင့်တောင်တော့ငင်းခဲ့တယ်မဟုတ်လား။ အခုမင်းရဲ့ဒီစံတဲ့နဲ့ဆက်ဆံမှုတွေအပြစ်တံပေးခံရပြီချိုးချိုးနေနေခနဲ့တက်တဲသွားပြောလိုက်တယ်သူပင်ကြီးကတော့အေးဆေးဆေးပြန်ပြလိုက်ပြီငါအညစ်တွေအာနေနေဆိုတာငါသိရလေဒါကြောင့်ဒီတစ်နှစ်မိုးရင်းမှာငါခံနိုင်မရှိရငါနားလဲပါတယ်ဒါကြောင့်လေမင်းနဲ့မင်းကလေးတွေအနေနဲ့မကြစေချင်လို့ငါညင်လိုက်တာပါအဲ့အတွက်ငါကိုခွင့်ရပါငါကလေးအဲ့လိုပြောရင်တဲ့တပင်ကရီစီးနဲ့အတူမျောပါသွားပါတယ် ုံမြင်လေးကိုနားထောင်လိုက်ခြင်းဖြင့်တဦးတယောက်ရဲ့ညဆုံမှုအမြဲတမ်းသူတို့ရဲ့စည်ရင်မှန်လို့မထင်မိပါစေနဲ့နော်သူတို့ရဲ့ညဆုံမှုတွေထဲမှာပဲတင်းအတွက်ကောင်းချီးတစ်ခုခုရှိနေနိုင်ပါတယ်လူတိုင်းရဲ့ခြေနေကမတူညီကြပါဘူးကျမတို့နားမလည်နိုင်တဲ့အရာတွေအများကြီးရှိနိုင်ပါသေးတယ်တနည်းအရွယ်ကလေးတယောက်ရဲ့ရှေ့တစ်ဖက်မှာပတ်စံတစ်သိမ်းပေးမှာဖုန်တစ်လုံး တစ်ဖက်မှာသူ့ရဲ့ကစားစရာတွေထားလိုက်ပြီးတစ်ဖက်ကိုတော့ရုံကပြန်လာတဲ့အဖေဝင်လာတာကိုမြင်သာအောင်ထားလိုက်ပါအဖေရောကပြန်လာတော့တွေ့လိုက်တဲ့ခလေးဘာလို့လဲကြည့်ရအောင်အဖေကမြင်မြင်ကျမသူ့ဘေးမှာရှိနေတဲ့ကစားစရာဖုန်းနဲ့ပတ်စံတွေထားခဲ့ပြီးတော့အဖေစီတီးသွားပြီးပြုတ်ထလိုက်မှဖြစ်ပါတယ်။ဘာလို့လဲဆိုတော့တနေ့လုံးမတွေ့ရတဲ့အဖေအခုမှအင်တန်လာတာမဟုတ်လို့ပါ။ တောင်အဖေဖြစ်သူကလည်းလွမ်းနေပြီမို့အိမ်ရောက်ပြီးနိုင်ဝလာခလေးနဲ့အတူရောပြီးတော့ကစားပေးပြပါတယ်။အဲ့ဒီအချိန်မှာအဖေကဖုန်းလည်းမကြည့်အလုပ်လည်းမလုပ်သူနဲ့သာဆောက်ပြရကြောင်းခလေးကအားရနှစ်သက်ပြီးတနေ့ကမတွေ့ရတာတကြောင်းအဖေကအတူကစားပေးရတဲ့ကြောင့်မို့ခလေးကနေတိုင်းညွန်နေတတ်တာပါ။ဒါနဲ့ဒီဖြစ်စဉ်ကခလေးကြီးလာတဲ့အခါမှာပြောင်းလဲသွားတတ်ပါတယ်။ ခုအဖေတွေကအလောက်ကပြန်ရောက်တဲ့အခါမှာပင်မနဲ့ဆိုပြီးတော့ဆိုဖာပေါ်မှာထိုင်ဖုန်းလေးပုံရင်းနဲ့အမောဖြစ်တဲ့ကြပါပြီအဖေတွေတွေးမိတာကအကလေးကြီးနေပြီသူတို့ကငါ့နဲ့စကားပြောချင်လို့မှမဟုတ်ဒါကြောင့်ငါဖုန်းလေးပဲထိုင်ကြည့်နေရောမဲလို့တွေးတတ်ကြတာပါဒီညမှာဖဖေတို့စောက်မှာတာပဲအဲ့လိုမဟုတ်သေးဖဖေတို့ရဲ့ဘယ်ရပဲပြန်ပြန်ဘယ်အရွယ်ပဲရောက်ရောက်ခလေးတွေနဲ့အတူစကားထိုင်ပြောလိုက်ပါ သူတို့ပြောတဲ့စကားတွေကိုစိတ်ဝင်တစားနားထောင်ပေးပါ။နောက်နေ့တွေမှာကလေးကတင့်ကိုပြန်ပြီးစောင့်နေပါလိမ့်မယ်။ဘာလို့လဲဆိုတော့သူကတင့်စကားအများကြီးပြောပြခြင်းနေလို့ပါ။ဒါကတော့ကလေးတွေရှင်နေတဲ့စကားတမ်းမှာဒီစကားကိုအဖေတိုင်းစီကိုရအောင်ညှဝေပေးလိုက်ကြပါဦးရှင်။ဒီလိုကြားရတွေကိုသိကျင်သေးရနားထောင်ကျင်နေဆိုရင်တော့ကျမတို့ရဲ့ page ကို follow လေးလုပ်ခဲ့ပြီးပါအောင်နော် ။ဘာလို့လဲဆိုတော့ကျမအဖေရဲ့အမေရိကန်အတုံးတဲ့မဲ့အကြောင်းလေးတွေညဝေပေးနေလို့ပါရှင်။